ဒီနေ့မှာတော့မီဒီယာတွေပေါ်မှာနာမည်မကြီးပေမဲ့ညီပြင်မှာအရခတ်တက်တော်အေအေနဲ့အတူထက်တူအသက်ပေးတိုင်ပွဲဝင်နေတဲ့တဖွဲ့တစ်ခုအကြောင်းကိုပြောပြခြင်းပါတယ်နောက်နှစ်ဆက်တခုနဲ့ April 29ရက်နေ့မှာတက္ကသိုလ်ကျောင်းသားများသတ်မှတ်ကမှလူငယ်22ဦးအားရခိုင်တက်တော်အေအေထံမှစစ်ပညာသင်ယူခဲ့ပြီးနောက် ကျောင်းသားလက်ယုံတက်တော် SCF ကိုတည်ထောင်ခဲ့တာဒီနှစ်ဆိုရင်၄နှစ်ပြည့်နောက်ခဲ့ပါပြီခုချိန်မှာတော့တပ်ဖွဲ့ဝင်အင်အားထောင်ကနန်းတည်ရှိတာပြီးရခိုင်ပြည်နယ်အပါအဝင်စစ်ဒေသ၃ခုမှာအရခတ်တက်တော် AE နဲ့ထပ်တူအသက်ပေးပြီးတိုက်ပွဲဝင်နေပါတယ်အမ်မြူသိန်းတိုက်ပွဲမှာ ်အရခတ်တက်တော်အေးနဲ့အတူကြောင်းတန်းလေယုံတက်တော်မှသတ္တာအင်အားအများပြားဟာပါဝင်ဆင်နေခဲ့ပြီးထိခိုက်ကြဆုံမှုများနဲ့ကုလအင်ကဘေးဆက်လိုက်ရသူအယောက်ပေါင်း90ကျော်ထိရှိခဲ့ပါတယ်။ဤတိုက်တဲ့တိုက်ပွဲတိုင်းမှာကြောင်းတန်းလေယုံတက်တော်ပါဝင်သလိုစကိုင်းမကွေးနဲ့ပကူစတဲ့စစ်ဒေသတွေမှာလည်းသက်ဆိုင်ရာဒေသခံအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲကြီးငယ်အသက်တွေကိုဖော်ဆောင်နေရရှိပါတယ်။ ရခိုင်တပ်တော် EA ဟာဒီမဒေသတွေတဲ့ကိုစစ်ညံတာဖျက်ချန်ရမှာအထူးကဖြုတ်စစ်ဝင်းယူကြီးတုံခုရှိပါတယ်။မကွေးတိုင်းမင်းဘူးခရိုင်အမ်ဘရန်လန်၊ပဲခူးတိုင်းကြီးခရိုင်တီတောင်ကုန်လန်၊ ERV တိုင်းဟင်္ဒရခရိုင်ကငတိုင်းမြောင်လမ်းမိုင်းတွေပါ။ဒီထဲကမှအမ်ဘရန်လန်နဲ့ ပြည်တောင်ကလမ်းမိုင်းတွေကိုအရက်ခတ်တက်တော်အီနဲ့အတူကြောင်းတန်းလက်ယုံတက်တော် SAF ဟာအပြည့်အဝထိန်းချုပ်စုမှုနိုင်နေပြီဖြစ်ပါတယ်။အနောက်စစ်မျက်နှာအတွက်အရေးပါတဲ့ပသိမ်မိုးရလမ်းမိုင်းကိုလည်းအပြည့်အဝမထိန်းချုပ်နိုင်သေးပေမဲ့အချိန်မရွေးဝင်ရောက်တပ်ပွဲဖော်ဆောင်နိုင်တဲ့အထိကိုစုမှုထားနိုင်နေပြီပဲဖြစ်ပါတယ်။ကြောင်းတန်းလက်ယုံတက်တော် SAF ဟာစကားဆိုင်အသက်သွေးကြောဖြစ်တဲ့စင်တနက်ပစ္စည်းထုတ်လို့ရေးကပ္ပစာဆက်ယုံများတရှိရာဒေတာတွေကိုခုဖောက်ဝင်ရောက်နိုင်မှုအတွက်လုံမဲတဲ့သုံးနှစ်ကလေးကအရက်ခတ်တက်တော်အီနဲ့အတူ ူးပေါင်းပြင်ဆင်ခဲ့တာပါ2021ခုနှစ်တည်းကတော့ပစာအများပြတည်ရှိရာ ERA နဲ့အနောက်ချက်မင်းဘူးခရိုင်နဲ့ပြီးခရိုင်ကမှအခြေခံစစ်တေသားတွေကိုတိစော့ထားခဲ့ပြီးဖြစ်ပါတယ်။ရရှိချိန်မှာတောင်တန်းလယုံတက်တော် SAF နဲ့ RX တက်တော် EE တို့ရဲ့ထိုးစစ်တေရာစကားဆိုင်ရဲ့ရမ်းချက်ဆက်ယုံကပစာ၁၄နဲ့ထောင်းမိုင်အကွာအထိကိုရောက်ရှိလာပါပြီ။ဒီဆက်ယုံဟာပြိုလဲသွားရင်စကားဆိုင်ရဲ့စစ်နက်နက်ပစ္စည်းထုတ်လုပ်မှုအပေါ်မှာရန်ခတ်မှုကြီးမားပါလိမ့်မယ်။ ။ပဲခူးတိုင်းနဲ့မှာလဲကပ္ပစ9 6 9ဒီစိတ်ုံလေးနဲ့ -10 ခန့်အကွာအထိကိုထူပေါဝင်ရောက်လာနေပြီးတော့အိုရှစ်ပင်ဘက်ကလည်းစီချောင်းကတဖြည်းဖြည်းထူပေါနေပါတယ်။မြို့ပေါ်ဆန္ဒပြပွဲတွေထဲမှာဒီလူလူလူကိုကိကပ်ဖြူခွင်းခဲ့တဲ့တမ99 66ကစက္ကစတပ်သားတွေကိုလည်း SAF အနေနဲ့ လက်ရဖမ်းမိထားပါတယ်။ပက်စီအာဖာမီဒီယာတွေပေါ်မှာနာမည်မကြီးပေမဲ့မြေပြင်မှာတော့အရခတ်တက်တော်အီနဲ့အတူစီရင်အရာအမှန်တကယ်အရေးပါတဲ့ပြစ်မှတ်တွေကိုခြေမုံးရရှိပါတယ်။တကယ်ဆိုရင်အရခတ်တက်တော်အီရဲ့မဟာမိတ်ဆိုတာထပ်ကိုပူပါတယ်။ဒီဘက်ကိုပူဆောင်နေတာကအသက်20ကျော်လူငယ်တွေအများစုပါ။နိုင်ငံတော်တိစောက်ဖို့မတော့ပို့ပြီးတော့အားတော်ပန်းထားရုပ်ဖို့လိုတယ်။ရုပ်ရှင်နဲ့သီယူဆောင်ဟန်နီနွေဦးပါလေအကြည်တဲ့အရာရှိတယောက်အနေနဲ့ SCF မှာတာဝန်ထမ်းဆောင်လေးရရှိပါတယ်စီဦးစီးရုပ်ကတော့ကိုမင်းလက်အုပ်ကဖြစ်ပါတယ် နောက်ဘက်စစ်မျက်နှာရဲ့အရေးကြီးမှုကကပ္ပဆာဖြစ်တယ်။ကပ္ပဆာတွေကအရာရီမြစ်ကိုနှစ်ဖူးတင်ပြီးတည်ရှိတာပေါ့။ကျွန်တော်တို့ကကပ္ပဆာတွေကဒါပလင်းအင်အားစုတွေကတိမ့်ပိုက်နိုင်တယ်၊ထိမ့်ချုံနိုင်တယ်၊ဖြိုချဖျက်ဆီးနိုင်တယ်ဆိုလို့ရှိရင်ကပ္ပဆာတွေမရှိတော့ရင်စစ်တပ်ဆိုတာမရှိတော့ဘူး။အဲ့လောက်ထိကိုရေးပါ SAF နဲ့ BPLA ဟာနိုင်ငံရေးခင်ကြက်တဲ့တော်မြတ်တို့ရတာ တွေ့ရပြီးတော့တရားဝင်မဟာမိတ်လည်းပြုထားပါတယ်။ စကိုင်းနဲ့မကွေးဒေသတွေမှာလည်းမကြခင်မှာ SAF နဲ့ BBLA တို့ရဲ့ပူရက်စီရင်ဖော်ထားမှုတွေကိုမြင်တွေ့လာရဖို့ရှိပါတယ်။ SAF ရဲ့နိုင်ငံရေးမှန်းချက်တွေကတော့တိုင်းရင်းသားများအားလုံးကုကံကြမှာကိုလွတ်လပ်စွာဖန်တီးခွင့်ရရှိရေးလူမှုလွတ်မြောက်ရေးစစ်အာဏာရှင်စနစ်တိုက်ခိုက်ရေးဒီမိုကရေစီနဲ့ညီညာရေးတို့ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းအရက်ခတ်တက်တော် EE နဲ့အတူကင်းထန်တဲ့တိုက်ဝဲတွေကိုဆက်လက်ဆင်နွှဲနေပြီးတော့တပ်သားတွေများကိုလည်းခေါ်ယူနေပါတယ်။ကျောင်းသားတွေရုံတက်တော် SAF မှာစစ်မှုထမ်းပြီးတော့လူပိုးတိုင်းတိုက်ပွဲဝင်ခြင်းရင်တော့လည်းဟော ဝီဂျင်းရထောက်မှန်ပေးခြင်းတော်၎င်း၎င်းတို့ရဲ့ Facebook စာမျက်နှာ S T U D E N T student F R U N T found student found ဒီ Facebook စာမျက်နှာကိုဆက်သွယ်နိုင်ပါလေ။စီယူစီရုပ်ဖြစ်သူကိုမင်းလက်ဥက္ကရဲ့မှတ်သားစရာစကားလေးတစ်ခုကတော့အများပြည်သူကိုအလင်းရောင်ပေးဖို့အတွက်ကျွန်တော်ရဲ့ဘဝတွေဟာလောင်ကျွမ်းခံနိုင်ရမယ်ဆိုတာပါပဲ။အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗနာကလစ်ခါပါ။အရေးတော်ပုံပေါင်ရမည်။